အင်္ဂလန်ရဲ့ထိပ်တန်းမြူးမီဘောလုံးလီယာ2026-29ဘောလုံးရာသီအတွက်အသင်း7တင်းကနေ14တင်းထိတိုးချဲ့ဖို့စီစဉ်ထားပါတယ်။အမျိုးသမီးစူပါလီဂ်ကလပ်အသင်းတွေဟာဒီလိုပြောင်းလဲဖို့တနင်္လာနေ့မှာပဲမဲပေးခဲ့ကြပါတယ်။ဒါပေမဲ့ဘောလုံးဖွဲ့ချုပ်ဘုတ်ဖွဲ့ရဲ့ခွင့်ပြုချက်လိုအပ်နေဆဲဖြစ်ပါတယ်။2025-26ဘောလုံးရာသီအကုန်မှာအမျိုးသမီးစူပါလီဂ်ဒုတိယတန်း WSL2 ကထိပ်ဆုံးအသင်း2တင်းကိုအလိုလျောက်တန်းတက်ခွင့်ပေးမှဖြစ်ပြီး တတိယနေရာရတဲ့အသင်းကတော့ထိတ်တန်းလိမှာနောက်ဆုံးနေရာရတဲ့အသင်းနဲ့ play off ကစားရမှာဖြစ်ပါတယ်။နောက်လာမယ့်ရာသီတွေမှာတော့အမျိုးသမီး Super League ကနေအလိုလျောက်တန်းဆင်းမဲ့နေရာတစ်နေရာနဲ့အလိုလျောက်တန်းတက်လာမဲ့နေရာတစ်နေရာရှိလာမှာပါ။ဒါ့အပြင် Super League ဇယားအောင်ဆုံးဒုတိယနေရာကအသင်းနဲ့ WSL 2ရဲ့ဒုတိယနေရာကအသင်းတို့ကြား play off ကစားရဦးမှာလည်းဖြစ်ပါတယ်။ WSL 2 football ရဲ့အမှုဆောင်ရာရှိချုပ် Nigidu Sei ကတော့ တန်တက်တန်ဆင်း play off စနစ်ကိုမိတ်ဆက်ပေးတာကအမျိုးသမီးဘောလုံးပြိုင်ပွဲအတွက်ထူးခြားမှုကိုဖန်တီးပေးပြီးတော့ပြည်သက်စိတ်ဝင်စားမှုများတဲ့ခက်ခဲပြီးအရေးပါတဲ့ပွဲကောင်းတစ်ပွဲကိုမိတ်ဆက်ပေးလိုက်တာပါလို့သူကပြောလာပါတယ်